င်္ဂလာပါရှင်ဒီတစ်ပတ်အတွက် BV ရဲ့မှတ်မှတ်ထထသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှပြည်သူတွေအတွက်မှတ်မှတ်ထထဖြစ်စေမဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါကျွန်မကတော့အစီအစဉ်တစ်ဆက်သူအင်းမြတ်မှုခင်ပါရှင်ပထမဆုံးတင်ဆက်ပေးမဲ့သတင်းကတော့ရွှေကုတ်ကူမြို့သစ်တီထောင်သူကြားဖြန့်ခိုင်းရုပ်ရှိကြံကိုထိုင်းရင်းစုရကတရုတ်အစိုးရထံလွှတ်ပြောင်းပေးခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းကကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကြားဖြတ်လုပ်ငန်းတည်ထောင်သူကြားဖြတ်ကိုင်းချုပ်ရှိကြည်ကြံကိုထိုင်းအစိုးရကယနေ့တရုတ်အစိုးရထံသို့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ရှီကြည်ချန်မာတရုတ်နိုင်ငံမှထွက်ပြေးပြီးနောက်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူပြီးထိုင်းနိုင်ငံမှနေထိုင်စဉ်2022ခုနှစ်အောက်တိုဘာလအတွင်းကဘန်ကောက်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ကရင်လက်နက်ကင်ဖွဲ့တွေနဲ့စီးပွားဖက်လေဖြစ်ရွှေကုတ်ကိုရာထိုင်မြို့သစ်တီထောင်သူရှီချီကျန်ကိုအချင်းထောင်အတွင်မှလုံခြုံရေးအဖြစ်နဲ့ခေါ်ထုတ်ပြီးလေကြောင်းလိုင်းနဲ့တရုတ်အစိုးရထံလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်တချို့မှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုတရုတ်မြန်မာထိုင်းပူးပေါင်းပြီးဖမ်းဆီးမှုတွေရှိနေတယ်လို့တရုတ်အစိုးရကလည်းတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကိုလည်းတည်တံပြစ်တံချမှတ်မှုများဆောင်ရွက်နေပါတယ်။ စစ်တပ်လက်အောက်ခံကီယင်နေသားဆောင်တက် BGF ကောင်းဆောင်ဆော့ချစ်သူကရှစ်ချင်းကြံလွမြောက်ရေးအတွက်ဆူတောင်းပွဲကိုရွှေကုတ်ကမ2024ခုနှစ်ဩဂုတ်လ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီးသူကိုယ်တိုင်တက်ရောက်ဝှပြဆူတောင်းပေးခဲ့ပါတယ်။ဒုတိယသဘောမြတ်တဲ့င်းကတော့ဒေါအောင်ဆန်းစုကြည်ရဲ့တာခမ်အဲရစ်ကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှန်ကန်တဲ့တာဝန်သိဖို့တောင်းဆိုလာတဲ့သတင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တာခမ်အဲရစ်ကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှန်ကန်တဲ့တာဝန်သိဖို့တောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုမှုကိုသူ့ရဲ့လူမှုကွန်ရက်ဆမျက်နှာကတဆင့်နိုဝင်ဘာ၁၀ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။ခင်ကကျွန်တော်မိမိဟာသူ့ဘဝတသက်တာလုံးမြန်မာနိုင်ငံအတွက်တရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်နေခဲ့သူပါ။ ယနေ့အချိန်မှာမတရားအကျဉ်းချခံနေရတာဖြစ်ပြီးမိသားစုနဲ့ဆက်သွယ်ခွင့်မရှိလိုအပ်နေတဲ့စေဝါကူတာမှုပါပယ်ချခံနေရပါသေးတယ်။အချိန်နှင်းမှာမြန်မာပြည်သူအများစုကလည်းစစ်အာဏာရှင်အောက်မှာဒုက္ခကြုံနေရသေးပါ။စကလုံးတွေတသက်နဲ့ငင်းချင်းရေးရမလာနိုင်ပါ။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတရားမျှတမှန်ကန်ပြီး လူသားချင်းစာနာစိတ်နဲ့ရဲရဲရင့်ရင့်ဆောင်ရွက်ရမယ်။ခေါင်းဆောင်မှုဆိုတာအစဉ်ပြေတယ်လို့ပဲလုံးလို့မရဘူး။ မှန်ကန်တဲ့အသည့်တရားနဲ့တာဝန်ယူဖို့လိုတယ်လို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့အခုလိုတောင်းဆိုမှုနဲ့ဒါဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ကုလသမဂ္ဂနဲ့တခြားအဖွဲ့အစည်းတွေအပြင်တရုတ်နိုင်ငံလိုမြန်မာအာဏာသိမ်းစစ်တပ်ကိုဩစာနှွမ်းမိုးနိုင်တဲ့နိုင်ငံကောင်းဆောင်မျိုးကိုဦးတည်ပြီးတောင်းဆိုခဲ့ပူပါတယ်။လက်ရှိမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဟာထောင်တွင်းမှာနှလုံးရောဂါကိုခံစားနေရပြီးဆေးဝါးကုသခွင့်မရဘူးလို့လည်းသတင်းတွေထွက်ပေါ်နေပါဗျာ။ နောက်ထပ်တက်ဆပ်ပြီးမဲ့သတင်းကတော့ပြည်ခိုင်မျိုးကိုစလက်လောင်းတွေရဲ့မဲဆွေရဲ့ဗီနိုင်းဆိုင်မှုတွေကိုဖျက်ဆီးခံနေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းရဲ့ပါဝင်ပြည်နယ်တချို့မှာပြည်ခိုင်မျိုးကိုစလက်လောင်းတွေရဲ့မဲဆွေရဲ့ဗီနိုင်းဆိုင်မှုတွေဖျက်ဆီးခံနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မနက်10:00နာရီအချိန်ကစိုက်ထူခဲ့တဲ့ကြောက်တမ်းမြို့နယ်တံတားမြို့အမှတ်1234ရပ်ကွက်တွေမှာဆိုင်းပုတ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ဒေသခံတွေက ပြောပါရယ်။ကြောက်တမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအောင်တီဟပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းနိုင်ဝင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအီမင်မို FPTP တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းမျိုးမြင့် PR ရဲ့ပုံတွေပါတဲ့ဖနိုင်းဆိုင်ပုတ်တွေဖြက်စီးခံခဲ့ရတာဖြစ်ပါတယ်တံတားမျိုးမလန်းတဲ့အနော်ရထာလန်းတော့တံတားမျိုးမစီအနီးတံတားမျိုးအမှတ် လေးရက်ကွက်မှာထောင်ထားတဲ့အလျားဆယ်ပေအနံခွနှစ်ပေရှိတဲ့ဖနိုင်းပိုစတာဆိုင်းဘုတ်ဟာနိုဝင်ဘာလ12ရက်နေ့မနက်9:00နာရီခွဲမှာဆိုင်းဘုတ်ရဲ့အောက်ဖက်ပိုင်းဖြက်စီးခံခဲ့ရတာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ပုံပေါဖနိုင်းဆိုင်းဘုတ်တွေဖြက်စီးခံရမှုနဲ့ပတ်သက်ပြီးတံတားမြို့နေမြေရဲစခန်းမှာအမှုဖွင့်လှစ်တိုင်ကြားထားပြီးတံတားမြို့နေမြေရဲစခန်းကပမြင်ဆောင်ခုနှစ်မြင်ဆောင်2025နဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာလ2ရက်က ကရင်ပြည်နယ်ဖအံမြို့အမှတ်နှစ်ရက်ကွက်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးရှိလမ်းဘေးမှာစိုက်ထူထားတဲ့ပြည်တော်စုတန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကရင်ပြည်နယ်ဝင်ကြီးချုပ်စောမြင့်ဦးရဲ့မဲဆွယ်ဖနိုင်းဆိုင်ပုတ်စုပ်ဖြဲဖြစ်စည်းခံခဲ့ရပါတယ်။ဒူးလွန်သူအမျိုးသား2ဦးကိုလည်းပါတီဆောင်ဒီမိုကရေစီအထွေထွေရေကောက်ပွဲတွေကိုနှောက်ယှက်ဟန်တားဖြစ်စည်းခြင်းမှ ကာကွယ်ပေးရေးဥပဒေပုံမှ24ကကြီအရအမှုဖွင့်ဖမ်းဆီးထားပါတယ်။ အလားတူနိုဝင်ဘာလ9ရက်နေ့ကမွန်ပြည်နယ်ချောင်းစုံမြို့နယ်ကွန်ရိုက်ချေးရွာအုပ်ချုပ်ရေးမှုရုံးအနီးမှာစိုက်ထူထားတဲ့ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအမည်စီရင်တဲ့ရုပ်ပုံတွေပါရှိတဲ့ Vinyl စိုင်းပုတ်ဖြက်စီးခံခဲ့ရပါတယ်။အာဏာသိမ်းစစ်တပ်ကလည်းဖြက်စီးခဲ့သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ကြေညာထားပြီးချောင်းစုံမြို့မှာရဲစခန်းမှာပ1.6မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲများကို နှောက်ရဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီးမြင်းဆောင်24ကကြီးနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။